Hi မိနာဆန်ခုန်နီချီဝါခွန်ပန်ဝါအခုဖြေပြမှာကအန်ဖိုးသမားတွေအတွက် GMPD မိကုံအောင်2023လပိုင်းရေပေါ့နော်အဲ့တော့အရင်ရက်မှာကနောက်ဆိုင်နောက်ဆုံးကစာပေကြီးကိုဖြည့်ပြပါရတယ်အခုစတားပု္ပ္ပာငါးဘုတ်ကိုအလွယ်ဆုံးနည်းနဲ့ဖြည့်ပြပါမယ်အဲ့တော့ပြောနေချင်းနေကြတယ်တန်းကြည့်မယ်အဲ့တော့မိကုံးနံပါတ်က1မိကုံးရ16 18 19 25ဘုတ်ပေါ့နော်အဲ့ဒါကြည့်မယ်16ကိုကြည့်မယ် ABC ဒိုင်းကခုနော့တိုရှော့ခန်တို့ ABC တက်ကတူရဲ့စာကြည့်တိုင်းနှစ်ကွက်လက်လေးခုဒေခီမတ်စ်ကွက်လက်လေးခုလုံနိုင်တယ်ဟုတ်ပြီနော်အဲ့တော့အဖြေတွေသွားကြည့်မယ်ရှော့ခုဒိုဝါထမင်းစားဆောင်သည်စားစားတော့ခန်ပေါ့နော်ခန်မဒဲမိုးဆိုတာကအဲဒါပေမဲ့ပေါ့နော်ဒါပေမဲ့လည်းသုံးစကားဆက်ဆိုရင်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘဲနဲ့အရှိမအချိန်နေလူတွေနေရာလိုက်လို့ရှင်မဆိုးလို့လိုက်တယ်အချိန်လိုက်လို့ရှင်ဘယ်ချိန်မဆိုးလူလိုက်လို့ရှင်ဘယ်သူမဆိုးနေရာလိုက်ရင်ဘယ်နေရာမဆိုးအဲ့လိုဖြစ်တယ်ပေါ့နော် နောက်တစ်ခုက re yoga အသုံးပြုတယ်ဒိုနာတာကဖယ်ပုတ်ကိုဟုတ်ပြီအဲ့ဒါဆိုရင်ဆက်မယ်အဲ့တော့ abc တက်ကတူရဲတဲ့စာကြည့်တိုင်းနဲ့စာကြည့်တိုင်းနဲ့လို့ပြောတဲ့အတွက်ကြောင့်နှင်းလို့ပြောတဲ့အတွက်ကြောင့်စာကြည့်တိုင်းနှင်းအတူနောက်တစ်ခုတစ်ခုရှိရမယ်စာကြည့်တိုင်းနဲ့ပုံစံတူတဲ့နောက်တစ်ခုတစ်ခုရှိရမယ်ဥပမာဆိုရင်ငါနဲ့မင်းဒီနေရာနှင်းဟိုနေရာစာကြည့်တိုင်းနှင်းတူတဲ့ပုံစံတူတဲ့အစာအုပ်တစ်ခုထပ်ရှာတော့ဒီမှာရှော့ခုတို့ပြီးတယ်အဲ့ဒါဆိုရင်သေချာတာနောက်မှာတစ်ထည့်ရမယ်နောက်ပြီးတော့ကျတော့ဒက်ခီမတ်ကလုံနိုင်တယ်ဘာလုံနိုင်တာလဲရှာမယ်ဒဲမိုဒက်ခီမတ်လားရီယောဒက်ခီမတ်လားဒိုနာတာဒက်ခီမတ်လား ်ဒဲမိုဒက်ခီမဲဆိုရင်တော်냐လဲလုံနိုင်တယ်ရီယောဒက်ခီမဲဆိုရင်အသုံးပြုနိုင်တယ်ဒိုနာတာဒက်ခီမဲဆိုလို့ရှိရင်ဘသူမဆိုဘယ်ပုတ်ကိုလုံနိုင်တယ်ဖြစ်သွားမှာဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒက်ခီမဲကရီယောသုံးတယ်ပဲတင်တော်တယ်ကဲအဲ့ဒါဆိုရင်ကျန်တဲ့နှစ်နဲ့လေးကိုဘယ်လိုဆက်မလဲအဲ့ဒါဆိုလို့ရှိရင်ဇာကားဆိုပြောကြည့်မယ်ပေါ့နော်တိုရှော့ခန်တိုရှော့ခုတို့ဟာစအဲစာကြီးတိုင်းနဲ့ထမင်းစာခန်ဒီဟုတ်ပြီနော်ဒဲမိုဒိုနာတာလာဒိုနာတာဒဲမိုလား ခုနကပြောလိုက်တယ်လေဒဲမိုရဲ့ရှင်မှာပုံကိုယ်တွေနေရတဲ့အခြေအနေတိုင်းမဆိုးလို့လိုက်တယ်အဲ့တော့ဒိုနာတာဆိုဘယ်သူဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမဆိုးဟုတ်ပြီနော်အဲ့ဒါဆိုရင်၄ဒီမှာနှစ်ကြမယ်အဲ့ဆိုရင်ဘာသာပြန်ကြည့် ABC တက်ကတူရဲ့စာကြီးတိုင်းနဲ့စာတောင်းဆောင်ဒီအဲဘယ်သူမဆိုးအသုံးပြုနိုင်တယ်အဲ့ဆိုရင်စင်သိမ့်ဖြစ်သွားပြီစကားလည်းလှတယ်စာကြောင်းလည်းစီလို့ကောင်းတယ်အဲ့ဒါစတားနေရနှစ်ကြတယ်ဟုတ်ပြီနော်ကဲဆိုရင်ဆက်သွားမယ်နော်တဲ့စခွန်ဒါနာခါနေပြောမယ် ်ခန်းဆန်နဲ့ဆန်ပေါ့နော်ဒါလူကိုပြောတာနီဟွန်နီခိတဲ့ဂျပန်ကိုလာတာပေါ့အခကစ်ဆွတ်ဒက်စနဲတလကြသွားပြီနော်တဲ့အဲ့တော့တနခါနီပြောလိုက်တာခန်းကိုဟဲ့ခန်းရေးတဲ့မင်းဂျပန်လာတလကြပြီနော်တဲ့အဲ့တော့ခန်းကပြန်ပြောတယ်ဟိုက်ဟုတ်တယ်တဲ့ရက်တော့နောက်ဆုံးတော့တဲ့နီဟွန်တော့ဂျပန်ရဲ့ကွက်လက်လေးကူဒက်စကွက်လက်လေးကူဖြစ်တယ်ကဲအဲ့ဒါဆိုလို့ရှိရင်နီဟွန်တော့ဂျပန်ရဲ့အဲ့တော့နောင်တော့ဆိုလို့ရှိရင်နောက်ကနောင်ပဲလိုက်ရမှာဟုတ်တယ်မလားနောင်တော့ဂျပန်ရဲ့အဲ့ဒက် ဖြစ်တယ်ဘာဖြစ်တာလဲအဖြစ်သွားကြည့်မယ်နာရတာအသားကြတယ်တုခုလိုဆိုတာကတုခုလိုဆိုတာကအဲနေတည်နိုင်မယ်ဆိုရင်တုခုလိုကနေရအဲ့လိုမှမဟုတ်ဘဲနဲ့ဘတ်တက်ဤလိုတုခုလိုလိုဘတ်တာတုခုလိုဆိုတာရှိတယ်စကားဆက်ပေါ့နော် grammar လည်းရှိတယ်နီဆိုတာကမှားဟုတ်ပြီနော်အဲ့တော့စိတ်ကစုပ်ကနေထိုင်မှုပေါ့ကအဲ့ဒါဆိုရင်ဂျပန်ရဲ့နာရတာလားတုခုလိုလားနီလားဂျပန်ရဲ့နီလားဂျပန်ရဲ့စိတ်ကစုပ်လားအဲ့တော့ညီဟောတော့စိတ်ခတ်ဆိုဂျပန်ရဲ့နေထိုင်မှုဘဝပဲဖြစ်မှာပေါ့ဇာကဆက်ကြည့်တော့ဟုတ်တယ်မလား ကဲအဲ့ဒါဆိုလို့ရှင်ဆက်ကြည့်မယ်အဲ့တော့ဂျပန်ရဲ့နေထိုင်မှုဘဝနာရတလားနေရာလားမှားလားမြန်မာလူပဲစာသွားလောက်သွားကြည့်ဂျပန်ရဲ့နေထိုင်မှုဘဝမှားဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှင်ရင်တိုခိုရိုနာရတဒက်စ်လားနာရတတိုခိုရိုဒက်စ်လားအဲ့တော့နာရတတိုခိုရိုဒက်စ်ပဲဖြစ်မှာပေါ့တဒက်ဆိုပြီးအဆုံးသက်လို့မရဘူးလေဒက်စ်ကရှင်မှာတဖောင်ထားလို့မရဘူးလေဟုတ်တယ်မလားအဲ့ဒါဆိုရင်စတားနေရာတက်ကြတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်၄၃၁အဲ့ဒါကြတော့ ကွိုင်ဖန်းတာထဲတာကဘာသာပြန်ပြီးတော့စကားကိုအသွားလောက်ကြည့်လိုက်တာပဲဟုတ်ပြီနော်ပြတော့စင်18ကိုဆက်ကြည့်မယ်18ကဘာပြောရလဲဆိုတော့ဂခိုးတဲ့အကြောင်းပါတဲ့အဲ့တော့အေရနေပြီးတော့ပြောတယ်ပေါ့နော်အာရှုခုတိုင်းကနိုင်တယ်အာအင်စာမရှိတော့ဘူးတဲ့အင်စာစာအုပ်မရှိတော့ဘူးပေါ့နော်မတွေ့ဘူးလို့ပြောတာပြီးကနေပြောတယ်အေဝါဆူတယ်တန်ဒက်စကမိသွားပြန်ပြီလားမိသွားခဲ့ပြီလားအဲ့လိုပြောလိုက်တော့အေရပြန်ပြောတယ်ဟိုက်ဟုတ်တယ်တဲ့ဂမ်ဘတ်တဲ့ရှုခုတိုင်းကိုစူးစမ်းပြီးတော့အင်စာကိုတဲ့ကွက်လက်၄ခုခိတက်ရှိမိုင်းမှရှိတာ အာခိတဲဆိုတာလာတဲ့ရှိမိုင်းမှာရှိတာကလုံမိသွားတယ်ရှိမိုင်းမှာရှိတဲ့အန်ဖိုးမှာနှစ်မျိုးရှိတယ်လှုပ်လို့ပြီးစီးသွားတာနဲ့လုံမိသွားတာရှိတယ်ဟုတ်ပြီနော်ဒီမှာကလှုပ်လို့ပြီးစီးသွားတယ်ဆိုတာအထက်ဒီမှာဝါဆူတဲ့ပါတဲ့အတွက်ကြောင့်အဲလုံမိသွားတယ်လို့ပဲပြောရမှာအဲ့ဒါဆိုလို့ရှိရင်စကားဆက်ကြည့်မယ်နော်နီဆိုတာတာတောင်မှသိပြီစိတ်တိုင်းမကြတာဆန့်ကျင်ဘက်စာကြောင်းနေအလဲမှာလိုက်ပြီးတော့ဝါဆူတဲ့တရားမေ့လာတယ်အီအန်နီအိမ်မှာယက်တာလုပ်ခဲ့တယ်အဲ့ဒါဆိုလို့ရှိရင်ဘာသာပြန်ပြီးတော့ပဲဆက်ကြည့်မယ်ကြိုးစားပြီးတော့အိမ်စာကိုတာတောင်မှလား မေ့ပြီးတော့လားအိမ်မာလားလှုပ်ခဲ့တာလားအဲ့ဒါဆိုရင်ဇာကားဆက်ကြည့်မယ်စူးစမ်းပြီးတော့အိမ်စာကိုလှုပ်ခဲ့တာတော့မှအဲ့လိုပဲတော်တယ်အဲ့ဒါဆိုနော်နီကတာတော့မှအရှိမှသူကပလိန်ဖောင်နေပဲတုံးတယ်ပလိန်မှာပေါင်ထားဒီမှာတစ်ခုပဲရှိတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်၄နေရာရပြီအဲ့ဆိုရင်နှစ်နဲ့သုံးဘယ်လိုနေရာထားမလဲနှစ်နဲ့သုံးမှာထားမယ်ဆိုလို့ရှိရင်အဲ့တော့လာပြီးဖြစ်သွားခဲ့တယ်ဆိုတော့ဘတ်တက်ခီတက်အဲ့လိုမှမဟုတ်လို့ရှိရင် လောက်လာခဲ့တာတော့မှဘယ်မှာမိသွားတာလဲအိမ်မှာမိသွားတာဟုတ်တယ်မလားအဲ့ဒါဆိုလို့ရှိရင်3 yeni နံပါတ်2 osurete kitishmai master ကြိုးစားပြီးအိမ်သာလောက်ခဲ့တာတော့မှပဲအိမ်မှာမိသွားခဲ့တယ်တဲ့အဲ့ဒါဆိုစတားနီယာ3ကြာတယ်4 3နှစ်ဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်19ကိုဆက်ကြည့်မယ်19ကဘာပြောတာလဲဆိုတော့ ခုနမီချီဝဒီလန်သေးတဲ့အမေနိုဟီဝအမိုးလာတဲ့နေ့ဆိုလို့ရှိရင်လည်းစူပဲဒီချောတယ်ပေါ့နော်ဒီမှာတတိထားမယ်စူပဲဒီမတ်စ်ကလာတာဒါမတ်စ်ကိုဖြုတ်ထားတယ်တတိထားမယ်မတ်စ်ကိုဖြုတ်တဲ့ grammar pattern ဒီမှာရှားရမှာအဲ့ဒါဆိုရင်ဖျင်းနေတော့သိရမှာပေါ့နော်နောက်ကခူရာဆိုင်ပေးပါခူရာဆိုင်ဆိုလို့ရှိရင် तू က vet တဲ့ခူရာဆိုင်နဲ့ပဲအသုံးများတယ်ဟုတ်တယ်မလားဒါမှမဟုတ် non ခူရာဆိုင်ပေးပါပစ္စည်းတွေပဲပေးပါပေါ့သုံးတယ်ဒါပေမဲ့ vet ခူရာဆိုင်မှာသုံးအဲ့ဒါဆို vet တဲ့ရှားရမယ်အဲ့တော့ vet တဲ့ရှိတာဒီမှာ1နဲ့3ရှိတယ်အဲ့ဒါဆိုရင်အရှိကနေဆက်မလားနောက်ကနေဆက်မလားအရှိကဆက်မယ်ဆိုလို့ရှိရင် first ဆိုရင် mask ကိုဖြုတ်တဲ့ grammar ပါရှိလဲရှားရမယ် ဒီမှာဆိုလို့ရှိရင်ခါရွတ်တဲ့သွားတယ်အဲယာစုခုတဲ့ဆိုတာယာစုဤရလာတာလွယ်တယ်နောက်တစ်ခုကကျတော့ခီယိုဆုခဲတဲ့ကယူဆိုင်ပါအာဘူနာဤခါတာအန်နီရများသောကြောင်းတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီကနေဆက်မယ်ဆိုလို့ရှိရင်ဒီမှာ first ဆိုရင် mask ကိုဖြုတ်ပြီးသုံးရတဲ့ grammar pattern ကဒီတစ်ခုပဲရှိတယ်နံပါတ်1ပဲရှိတယ်အဲ့လိုလဲဆိုဘက်စမတ်ကိုပြုတ်ရာစုဤလွယ်တယ်ဘက်စမတ်ကိုပြုတ်နိခုဤခတ်တယ်ဆိုတော့ grammar pattern ရှိတယ်ဒီမှာရာစုဤဤရဲ့ကြေးတွေကိုတက်ဖို့မြောင်းထားတော့ရာစုခုတက်စိဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်စုပဲဒီကချောတာ slip ဖြစ်တာပေါ့နော်အဲ့တော့ရာစု ဤကလွယ်တာဆိုတော့ဖြစ်လွယ်တာအဲ့တော့မိုးရွာတဲ့နေဒီစုပဲဒီရစုခုတဲ့ချောလွယ်ပြီးဆိုတော့နံပါတ်1နေရာရမယ်အဲ့ဒါဆိုချောလွယ်ပြီးဘာဖြစ်မှာလဲချောလွယ်ပြီးဗတ်တဲ့ဆိုရင်အနောက်ကဘာဖြစ်မှာလဲတခုထင်မယ်ဆိုတော့ဘာဖြစ်မှာလဲဆိုတော့ဒီမှာဆိုလို့ရှိရင်အန်ရဲ့များသောကြောင့်ရှိတယ်တတိထပြီးရှိတယ်တွာလာပြီးရှိတယ်အဲ့တော့ချောလွယ်ပြီးဘာဖြစ်လဲဒီမှာတဲ့ဒီပြောင်းထားတယ်နော်အဲ့တော့ဒီတဲ့ဖောင်ပြောင်းပြီးတဲ့နောက်မှာဒီတဲ့ဒီမလိုက်ဘူးအဲ့တော့မလိုက်တာသိကြတယ်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ၄ပဲလိုက်ရမယ် အဲ့ဒါဆိုရင်ချောလွယ်ပြီးအန်ဒီရများတော့ကြောင့်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှင်ခါယော့တဲခီယိုဆုတ်ခဲ့တဲ့လားခီယိုဆုတ်ခဲ့တဲ့ခါယော့တဲလားတတိထားပြီးသွားလားသွားပြီးတတိထားလားစဉ်းစားလိုက်တော့တတိထားပြီးတော့သွားပါပေါ့အဲ့ဒါဆိုရင်3တိစတန်းနေရာတုံးကြရတယ်2 4 3ဖြစ်တယ်။ဘာသာပြန်လို့ရှိရင်ဒီလန်းဒီမိုးရွာတဲ့နေ့တွေမှာချောလွယ်ပြီးအနေရများတော့ကြောင့်တတိထားပြီးသွာလာပေးပါအဲ့လိုဖြစ်သွားတယ်နော်စတန်းနေရာတုံးကြပါလေ။ ကဲပြီနောက်ဆုံးတစ်ပုဒ်နံပါတ်20ကိုသွားမယ်တခါတန့်ဖတ်မယ်ဒီနေ့ဒီတစ်နှစ်မှာကွက်လက်၄ခုဖြစ်တယ်ဒီနေ့ဒီတစ်နှစ်မှာကွက်လက်၄ခုဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒါပါလဲဆိုလို့ရှိရင်အော်ဒီမှာပြက်နေတာဒါကတကယ်တော့နေ့ရက်ခန်းကြီးဖြစ်ရမှာဒါဟိနော်နေ့ရက်ခန်းကြီးမှာပြက်နေရနော်ဟုတ်ပြီအဲ့ဒါကတဲ့တစ်နှစ်မှာဒီနေ့ဒီတစ်နှစ်မှာကွက်လက်၄ခုရက်ကွက်လက်၄ခုဖြစ်တယ်ဆိုတော့ဒါကနေ့ရက်နေ့လို့သုံးလို့ရတယ်ပေါ့နော်ဘာတလုံးလဲဆိုတော့ဘယ်လိုဘာသာပြန်မသိဘူးကဆိုတာကကပေါ့နော်ထူးခြားချက်ကြီးပြောနေရမှာသူနေဒါကညာဘက် ။အဲကကြတော့မွတ်တုံမူနာကအရှိဆုံးနဲ့။အဲ့တော့ဘယ်လိုဖြစ်မလဲ။ဒက်ဆိုတော့ဒက်စကရှိမှနောင်းပဲလိုက်ပါလိ။အဲ့ဒီမှာကနောင်းကယောတုလည်းရှိတယ်ဟိလည်းရှိ။အဲ့ဆိုရင်ညဖြစ်တယ်လို့ပြောမလားနေဖြစ်တယ်လို့ပြောမလား။ဟုတ်ပြီနော်။အဲ့လိုမှမဟုတ်လို့ရှိရင်ကနဲ့သုံးမယ်ဆိုလို့ရှိရင်နေကလားညကလား။ဟုတ်ပြီလား။အဲ့ဆိုတော့အအရှိဆုံးကဆိုတော့မရှိဘူး။အရှိဆုံးအဲ့တော့အကြည့်ရဲ့နောင်မှာကနောင်းလိုက်မှဖြစ်တဲ့အတွက်ကြောင့်ဒီမှာနောင်းနှစ်ခုရှိတယ်။အဲ့ဆိုရင် အရှိဆုံးညလားအရှိဆုံးနေ့လားဘာသာပြန်မယ်ဒီနေ့ဒီတစ်နှစ်တာမှာညကလားဒါမှမဟုတ်ရှင်နေ့ကလားဒါမှမဟုတ်ရှင်အဲအရှိဆုံးနေ့ကလားအရှိဆုံးညကလားဘယ်လိုဆက်မလဲကဲအဲ့ဒါဆိုရင်စဉ်းစားတွေးရမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်စကားပြောရင်းနဲ့ဆက်ကြည့်မယ်တစ်နှစ်မှာနေ့ကညအရှိဆုံး ။အဲဒါဆိုလို့ရှိရင်ညကအရှိဆုံးနေ့ဖြစ်တယ်။ဟုတ်ပြီနော်။အဲ့လိုမျိုးသွားကြည့်မယ်နော်။အဲ့လိုလဲဆိုတော့ ichi nan de ရဲ့အနောက်မှာဂါလေးလိုက်လို့မရဘူး ichi nan de ဂါဆိုလည်းမရှိဘူး ichi nan de တနှစ်တာလုံးမှာအရှိဆုံးလိုက်လို့တော့ရတယ်အနောက်ကနောင်းလိုက်မယ်စင်ညနေအရှိဆုံးညအရှိဆုံးနေအဲ့ဆိုရင်နောက်ကဂဖြစ်တယ်တမျိုးကြီးဖြစ်သွားတယ် အဲ့ဒါကြောင့်မို့လို့တနှစ်တာလုံးမှာညကအရှိဆုံးနေ့ဖြစ်တယ်အဲ့တော့ညကဆိုတော့3နေ့အရှိဆုံးဆိုတော့4နေ့ဖြစ်တယ်ဆိုတော့1ဟုတ်ပြီအဲ့ဒါဆိုစတားနေရ4ကြတယ်ဟောဒါကကြတော့ဘာသာပြန်ပြီးတော့ပုံတိုင်းမှာတော့ဟို point ဖမ်းလို့တော့မရဘူးပေါ့နော်ဘာသာပြန်အကောင်းပါမယ်အဲ့တော့ဘာသာပြန်လာလဲပဲအပြင်မှာစကားပြောတဲ့ပုံစံလေးတိုင်းပဲဘာသာပြန်ကြည့်အဲ့ဒါဆိုရင်ပြောရင်ပြောရင်တဲ့စကားကိုဆက်ကြည့်ပါနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်2013လပိုင်းစတားပုံစံ czy il y